မပြောသည်ဆိုင်ရင်မှုန်းချက်တာတွေဖြေလျှော့မယ်မပြောသည်ကဆိုက်ရပြူရလွယ်ကူတဲ့အပင်ဖြစ်လို့ဘယ်နေရာပဲရောက်ရောက်အရလွယ်ပြီးကျန်းမာစေအရသာရှိစေတဲ့တည်တည်ပါဘာလွတ်လွတ်ခက်ခဲတဲ့အလုံးမဟုတ်ကြောင်းကိုနှိုင်းရှင်ပြောတော့မယ်ဆိုရင်မပြောသည်အခွန်နာတလောက်တောင်မခက်ပါဘူးကွာလို့တင်စားပြောတတ်ကြတယ်လေနော်ဟုတ်ပါတယ်မပြောသည်ကိုဒိုးနဲ့အလွယ်တကူနှီးဆက်ရမှာရလွယ်တယ်စားဖို့ပြင်ဆင်ရတာလွယ်ပြီရယ်ပျော့ပျော့အီအီနူးနူးညံ့ညံ့လေးနဲ့စားလို့လည်းကောင်းတယ်လေ အမြင်ထက်များများပါတဲ့ဘနာနာတစ်လုံးမှာ vitamin B6 vitamin C potassium antioxidant နဲ့အခြားဓာတ်သတ္တိတို့လည်းပါပါသေးတယ်မပြောသေးတလုံးကအာဟာရတန်ဖိုးများတာကိုသိကြပြီးသားပါပဲเนาะသူ့ကိုစားသုံးရာကနေရမယ့်အကျိုးကျေးဇူးတွေကတော့သွေးတွင်းအချို့တက်ထိမ့်ပြီးတယ်ဝမ်းမချုပ်စီဘူးဥလန်းချောင်းရဲ့ကြောက်ကဲ့ရဲ့နှလုံးရဲ့ကိုစမ်းမာဖို့အားပေးပါတယ်เนาะ ပြီးတော့ငပြောသေးစားရရင် တော်ယုံနဲ့ဘိုက်မစားတော့လို့ခဏခဏစားပြီးစရာမလိုဘဲနဲ့ဝိတ်ချဖို့စူးစမ်းနေသူအတွက်ဆိုရင်တော့ထောက်ပံ့ကူညီရာရောက်ပါတယ်။ဒါတွေကငပြောသေးစားသုံးခြင်းကနေရရှိမယ်ကိုခန္ဓာအတွက်ကောင်းကျိုးကြီးစုတွေပါနော်။နောက်ထပ်ရလက်ကောင်းဖြစ်တဲ့ငပြောကြီးရနေတို့ရဲ့စိတ်အခြေအနေအားကောင်းမှုတိဆောက်ပြီးလဲဆိုတဲ့အကျိုးကျေးဇူးတွေကိုဆက်ပြောကြပါမယ်။ ။ငပြောသည့်စီမှာ စိတ်ခံစားမှုကောင်းမှုအတွက်အထောက်အပံ့ကောင်းအနေနဲ့ tryptophan လို့ခေါ်တဲ့ amino acid ပါတာပေါ့နော်။ဒီ tryptophan ကတို့ရဲ့ကိုယ်ထဲမှာ serotonin နဲ့ melatonin ဆိုတာကိုထုတ်လုပ်ပေးပါတယ်။ဒီ serotonin နဲ့ melatonin နှစ်ခုထွက်ရှိလာခြင်းက mood stabilizer ဆိုတဲ့ခံစားချက်တည်ငြိမ်ခြင်းကိုရစေနိုင်တာဆိုတော့တို့တွေမှာစိတ်ခံစားမှုအခြေအနေအတက်အကျနည်းလာတာဖြစ်လို့အေးစင်းတည်နေစေလာတယ်ပေါ့။ အာယုံကျော်စနစ်တွေကုသန်းပို့ဆောင်တာကိုပုံမှန်လက်ပတ်ခြင်းဖြစ်စေနိုင်ပါတယ်တဲ့နော်။ငပြောသည့်တစ်လုံးမှာနောက်ထပ်ပါဝင်ခြင်းအများဆုံးကတော့ magnesium ဆိုတဲ့ဓာတ်သတ္တိပါတဲ့။ဒီလို magnesium မြင့်မြတ်ပါဝင်တာကြောင့်ငပြောသည့်ဟာဒိုရီရဲ့စိတ်ခွန်အားကောင်းမှုအခြေအနေကိုတိုးမြင့်ပေးနိုင်တယ်လို့ပြောရမှာဖြစ်လို့အတက်အကျနည်းတဲ့စိတ်အာရုံပိုင်ဆိုင်ခြင်းကိုပိုလို့ကောင်းမွန်စေနိုင်ပါတယ်တဲ့။သူကနှလုံးခုန်နှုန်းကိုခက်ဖြည်းဖြည်းခက်မှန်မှန်ဖြစ်စေဖို့ဆိုပြီးနှလုံးခုန်နှုန်းမြန်နေရှော့ပေးနိုင်ပါသေးတယ် ဆိုတော့ငပြောသီးစားပြင်းခြင်းကနေစိတ်လုံရှားတက်ကြွလွန်းနေတာထိတ်လန့်တုန်လှုပ်နေတာကနေလူသိများလာတဲ့ anxiety လို့ခေါ်တာမျိုးဒါအပြင်စိတ်အခြေအနေ အတက်အကျမြန်ဆန်လွန်းနေတဲ့ mood swing ဖြစ်တာအယောင်ပြောင်းတာမျိုးမျိုးပေါ့နော်ဒါနဲ့စိတ်အတွေးအထွေထွေမနာမနေပြောင်းလဲလွန်းလို့နာနာနေနေမနေနိုင်ဘူး restless ဖြစ်တာမျိုးပေါ့နော်ဒါတွေကိုရော့နေဖို့အတွက်ထိမ့်သိမ့်ပြီးနိုင်တယ်လို့ပြောလို့ရပါတယ် ဆိုရင် mood stabilizer အတွက်မပြောသေးစားရင်တီးဆောင်ကြပါစို့နော်